အလုံးပဲမင်္ဂလာပါ The Upgrader Channel အနေနဲ့ပြန်လည်ကြိုဆိုပါရစေ။တစားကန်တွေကအိမ်ပြန်ရောက်လာကြပါပြီ။သမ္မတဒေါ်နယ်ထရန့်ရဲ့ငင်းချမ်းရဲ့အစီအစဉ်ရဲ့ပထမအဆင့်ဟာပြင်းမြောက်တော့ခဲ့ပြီးအောင်မြင်မှုအကြီးအကျယ်ရခဲ့တယ်လို့ပြောနိုင်ပါရစေ။လူများစိတ်ကူးထားတာထက်တော့ပိုပြီးအောင်မြင်ခဲ့တာပါ။အော်တိုဘတ်၃ရက်နေ့မှာဂါဇာရှိကြံရှိနေတဲ့ X-ray တစားကန်တွေ X-ray ကိုပြန်ရောက်လာခဲ့ကြတာမို့နှစ်နှစ်နှစ်ရက်ကြာခဲ့တဲ့စစ်ပွဲကိုဆက်လက်ဆင်နွှဲနေရတဲ့အဓိကအကြောင်းပြချက်လည်းဆုံးသက်သွားခဲ့ပါပြီ။ ဒါမှဒီလိုတစားခံရမရှိတော့တဲ့အချိန်ဟာမက်စ်ကလည်းအကြီးအကျယ်အာဏာတော်ပါပြီ။အစ္စရေးတပ်ဖွဲ့တွေကလည်းဂါဇာကမ်းမြောင်ရဲ့နေမြေအများပြားကနေဆော့ခေါ်လာခဲ့ပြီးတဲ့နောက်မှာတကယ်ရှုံးထွေးတဲ့အပိုက်ကစတင်လာနေပါပြီ။ဒီကြောက်ကိုကျွန်တော်တို့ရဲ့ The Upgrader Channel မှာဆွေးနွေးပြီးသားပါအခုချိန်ဟာတကယ့်မြေကြီးမဟုတ်ရင်ရွှေထီးဆိုတဲ့လောက်ကျဲကြီးစတင်တဲ့အချိန်ပဲဖြစ်ပါတယ်။ဟာမက်စ်ကနောက်တစ်ခါထက်လောက်ပြန်ပြီလို့ထင်ရပါတယ်။ဟာမက်စ်အပွဲဟာဂါဇာကမ်းမြောက်ဒေသရဲ့နေရာတော်တော်များများကလမ်းတွေပေါ်ကိုပြန်ထွက်လာပြီးပြန်ပေါ်လာခဲ့ပါတယ်။ အစ္စရေလကတစိမ့်တစ်ပိုင်းဆုတ်ခွာသွားပြီးတဲ့နောက်မှာပါလက်စတိုင်းအဖွဲ့ရဲ့စစ်သည်ကြွားတွေနဲ့ရဲအရာရှိလို့ဆိုသူတွေကခရိုင်တော်တော်များများအထူးသဖြင့်ဂါဇာမြို့မှာထိန်းချုပ်မှုတွေကိုပြန်လည်ရရှိလာကြပါတယ်။တိတိကျကျပြောရရင်ပါလက်စတိုင်းအဖွဲ့ဟာစန်ချင်တင်အချင်းတို့အတွင်ခေါ်ယူစူးစောက်ထားတဲ့တပ်သား9000ခန့်ကိုစူးစီးနိုင်ခဲ့ပါတယ်။တချို့တိုင်းရင်းတွေဆိုရင်20လက်နာရီအတွင်းမှာတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ စစ်သွေးကြွအများပြဟာလုံချုံရဲ့အာမခံဖို့နဲ့ချုံထွေးမှုတွေမဖြစ်အောင်တားဆီးဖို့ဆိုတဲ့အကြောင်းပြချက်နဲ့လက်နက်ကင်ပြီးချက်ချင်းလမ်းတွေပေါ်ထွက်ဖို့ညွှန်ကြားချက်တွေပါတဲ့ဖုန်းခေါ်ဆိုမှုတွေနဲ့စာတော် message တွေလက်ခံရရှိနေကြပါတယ်ဒါကတော့ BBC ကဖော်ပြခဲ့တာပါပြည်တွင်းအကြမ်းဖက်မှုတွေမြင့်တက်လာမှာကိုစိုးရိမ်နေချိန်မှာ Hamas ကဂါဇာမှာတိုက်ခိုက်ရေးသမားတွေကိုစူးစီးနေတယ်ဆိုတဲ့သတင်းကိုတွေ့ရပါတယ်ဒါကဆမ်မဟုတ်ဘူးဆိုရင်မဲ့စိုးရိမ်မှုတွေကြီးထွားလာအောင်စတင်ဖြစ်ပေါ်နေပါတယ် ဘာကြောင့်လဲဆိုတော့ဒါဟာအစ္စရေးကကျွန့်ကျင်သူအများအပြားတတိပိတ်ခဲ့ပေမဲ့ငင်းချမ်းရဲ့အစီအစဉ်ကိုရဲဆွဲတဲ့အခါဘယ်သူမှထဲမစင်းစားချင်ခဲ့တဲ့ကိစ္စဖြစ်နေခဲ့လို့ပါအချိန်နဲ့အပြင်အဲ့ဒီလိုစင်းစားပြီးလုပ်ခဲ့ရင်ဘယ်ကိုမှရောက်မှာမဟုတ်ပါဘူးသဘောတူထားတဲ့အစီအစဉ်ရဲ့ပထမအဆင့်အရအစ္စရေးတပ်ဖွဲ့တွေဟာနေဆက်နဲ့ပိုနီးတဲ့နေရာတွေစီကိုဆုတ်ခွာသွားရမှာပါတကယ်တော့အခုလက်ရှိမှာကမ်းမြောင်နေမြေရဲ့တဝက်လောက်ဟာအစ္စရေး IDF တပ်ဖွဲ့ဝင်တွေမရှိတော့ဘူးလို့ခံမရပါတယ်ဒါကစီစဉ်ထားတဲ့အတိုင်းပါဒါပေမဲ့ပြဿနာတစ်ခုရှိပါတယ် အစ်စရတဲ့ပွဲတွေမရှိရင်သူတို့နေရာကို ယူလာမဲ့သူကရှိလာမှာပါ အာနာဟာလိဟာနေမှာမဟုတ်ပါဘူးအဲ့ဒါကအခုဖြစ်နေတာပါဒါဟာတည်ငောင်းမဟုတ်ပါဘူးဘာလို့လဲဆိုတော့ Israel တပ်ဖွဲ့တွေဆောက်ခေါ်တော်ပြီးနောက်မှာ Hamas တပ်ဖွဲ့တွေကပဲလမ်းပေါ်ကိုပြန်ထွက်လာနေလို့ပါဒီနေရာမှာငင်းချမ်းရဲ့အစီအစဉ်ရဲ့နောက်အဆင့်တွေကိုအကြီးအကျယ်ချင်းချောင်းနိုင်တဲ့ပြဿနာစတင်ပေါ်ပေါက်လာပါပြီ Hamas ကနေမျိုးကိုထိန်းချုပ်မှုပြန်ရနေပါတယ် ဒီနေရာမှာထိန်းချုပ်မှုလို့ပြောတဲ့အခါလမ်းပေါ်ကရင်ကျောပိတ်ဆို့မှုနည်းနည်းပပကိုညော်ကြတာဈေးတွေမှာလူရဲမှုမဖြစ်အောင်လှောက်ဆော်တာမျိုးတွေကိုပြောနေတာမဟုတ်ပါဘူးထိန်းချုပ်မှုလို့ပြောတဲ့အခါဒီတဲ့မှာပါတဲ့အချက်တကိုဆိုတာပါ X-ray ကဆုတ်ခေါ်ပြီးနောက်ပြိုင်ဖက်စေအုပ်စုတွေနဲ့ Hermes တို့လမ်းပေါ်မှာတိုက်ပွဲဖြစ်ကြပါတယ်။အာနာတီမြဲဖို့ကြိုးပမ်းရင်း damage မိသားစုဝင်တွေကိုအကြမ်းဖက်အဖွဲ့ကကွပ်မျက်လိုက်ပါတယ်ဆိုပြီးဖော်ပြထားတာကိုတွေ့ရပါတယ်။ရဲတော်ကြောဂါဇာကနေထွက်ပေါ်လာတဲ့ပုံရိပ်တွေဟာကြောက်မက်ဖွယ်ကောက်ပြီးအလွန်မင်းစိုးရိမ်စရာဖြစ်နေပါတယ်။ ခေါင်းဆောင်တွေကငင်းချမ်းရဲကိုဂုံပြူနေပေမဲ့စိုးရိမ်ပူပန်မှုနက်နက်ရှာရှာဖြစ်စေတဲ့အခြေအနေတချို့ရှိနေပါတယ်။ဟာမက်ဆိုတာသူတို့တက်ဖြတ်ချထားနိုင်တဲ့နေရာတွေမှာရက်ဆက်ပြီးအစွန်းရောက်တဲ့တန်လက်တိကိုနောက်တစ်ကြိမ်အသုံးပြုနေပြန်ပါပြီ။ပြီးတော့သူတို့ကိုဆက်ကျင်သူစစ်ပွဲအတွင်းဆက်ကျင်ခဲ့သူဘယ်သူကိုမဆိုလိုက်လံဖမ်းဆီးနေကြပါတယ်။တက်ဖြတ်ထားပြီးဖြစ်တဲ့ခမက်ချေဟာမက်စစ်သွေးကြွား9000ထဲက2000ခန့်ဟာပြိုင်ဖက်အဖွဲ့တွေကိုတိုက်ခိုက်ဖို့အတွက်တည်တံ့အာယုံစိုက်ထားတယ်လို့ဆိုပါတယ်။ဒါတော့မှအဆိုးဆုံးမဟုတ်သေးပါဘူး။ လူများရှင်းမှာလမ်းပေါ်မှာကွက်မျက်တာတွေကိုရိုက်ထားတဲ့ဗီဒီယိုတွေဟာ Harmless နဲ့ဆက်ဆက်နေတဲ့ Telegram Channel တွေမှာဖြန့်ဝေနေကြပါတယ်ဒီလိုဗီဒီယိုတွေကိုဒီနေရာမှာတော့ကြက်သလို့မရပါဘူးဒါပေမဲ့ဘာတွေကိုဖော်ပြနေတယ်ဆိုတာကိုတော့ပြောပြသွားမှာပါသူတို့ပြနေတာကလမ်းမလေမှာမျက်နှာကိုအဝက်စီးလက်ထိတ်ခတ်ထားတဲ့လူတွေကိုမျက်နှာဖုံးစွတ်ဟာမက်စစ်သွေးကြောတွေကနောက်ကျောကနေသနက်နဲ့ပြစ်သက်နေတာဖြစ်ပြီးအနီးနားကလူအုပ်ကြီးကလည်းအဲ့ဒီအဖြစ်အပျက်ကိုဗီဒီယိုရိုက်ရင်အလာအကဘာလို့ဟစ်အော်ပြီးအဝဲခံနေကြတာပါ ဒီလိုကွန်မြတ်မှုအချို့မှာဆိုရင်တစ်ချိန်တည်းမှာလူ၈ယောက်အထိသေဆုံးခဲ့ကြပါတယ်ဒီမြင်ကွင်းတွေကအရင်ကကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ Islamic နိုင်ငံတော်လိုအဖွဲ့မျိုးတွေနဲ့မြင်ခဲ့ရတဲ့မြင်ကွင်းတွေနဲ့ခွဲခြားရခက်လွန်းလာပါတယ်ဟမက်စ်တွေမပြောင်းသေးပါဘူးဂါဇာရဲ့နောက်လာမဲ့တရားဝင်အစိုးရမှပါစီဖြစ်စေမပါစီဖြစ်စေလမ်းမတွေကိုသူတို့ပဲထိန်းချုပ်ထားအောင်ပါဘယ်သူမှမနာခံပဲမနေရဲအောင်လူတိုင်းကိုတတိပေးတဲ့အကြမ်းဖက်လုပ်ရတွေဟာဟမက်စ်ရဲ့နိလန်တစ်ခုဖြစ်ပါတယ် ဒါရီမကသည်ပဲဟာမက်စ်နဲ့ပြိုက်ဖက်အဖွဲ့ငယ်လေးတွေကြားပြစ်ခတ်မှုတွေနဲ့လမ်းပေါ်တိုက်ပွဲလေးတွေလည်းရှိနေပြီးအပြင်းထန်ဆုံးတိုက်ပွဲတွေကတော့ဂါဇာမြို့ရဲ့ဆာဘရာရပ်ကွက်မှာဖြစ်ပေါ်နေတာပါဒါဟာစစ်ပွဲအသစ်တစ်ခုလိုတော့ဖြစ်နေပါတယ်ဒီမှာစဉ်းစားရတဲ့အခုရှိပါတယ်ဒါဟာအစပဲရှိတယ်ဆိုတာပါ ဘာလို့လဲဆိုတော့အခုဖြစ်နေတာတွေကဂါဇာမှာပြည်တွင်းပဋိပက္ခစတင်နေပြီဆိုတော့အရေးအယုံဖြစ်နေပြီဂါဇာကမ်းမြောင်ဒေသတွင်းကပြိုက်ဖက်အပွေတွေနဲ့မျိုးနွယ်စုတွေကြားအပြည့်အဝပြည်တွင်းစစ်အဖြစ်ကိုကြီးထွားသွားနိုင်တဲ့မိဘော်လေးတခုဖြစ်နေသလို IDF ဝင်ရောက်ချိန်အတွင်း Israel နဲ့ပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့တန်ပြားရှိသူတွေကလိုက်လံနေနေတဲ့စစ်ပွဲတခုဖြစ်လာနိုင်ပါတယ်အခုဆိုရင်လူအများစုသိချင်တာက Hamas ကဘယ်သူတွေကိုအတိအကျလိုက်လံနေနေတယ်လဲ အာနာအတွက်တိုက်ခိုက်နေကြပြီဒီပြိုင်ဖက်အဖွဲ့တွေနဲ့မြို့နယ်စုတွေကဘယ်သူတွေလဲထရိုင်ရဲ့ငင်းချမ်းရဲ့အစီအစဉ်ရဲ့နောက်အဆင့်တွေကနေဘာတွေမျော်လင့်နိုင်မလဲဆိုတဲ့အကြောင်းတွေဖြစ်ပါလိမ့်မယ်ဒီအကြောင်းတွေအားလုံးကိုနောက်မှဆက်ပြီးပြောပါမယ်ဂါဇာအတွင်းမှာဟာမက်စ်ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုဆက်ကျင်သူတွေပုံများလာနေကြပါတယ်ဒီနေရာမှာစဲဝင်စားစရာအကောင်းဆုံးအချက်ကတော့အဲ့ဒီအဖွဲ့တွေထဲကတချို့မှမမျော်လင့်ထားတဲ့မဟာမိတ်တွေရှိနေတာပါခုနကပြောခဲ့သလိုပဲဟာမက်စ်ဟာပြည်တွင်းစစ်အဖြစ်အဆုံးသတ်သွားနိုင်တဲ့တိုက်ပွဲမှာဂါဇာအတွင်းကပြိုင်ဖက်အဖွဲ့တွေကိုတိုက်ခိုက်နေပါတယ် ီနေရာမှာ Hermes ရောက်ကိုတော့လူတိုင်းသိကြပေမဲ့ဒီပြည်တွင်းပြိုင်ဖက်တွေကဘယ်သူတွေလဲသူတို့ပိုင်တဲ့အထက်မှာဘယ်သူကသူတို့ကိုရင်ဆာရဲတာလဲလို့မေးခွန်းတွေကရှိလာပါတယ်။ဘာလို့လဲဆိုတော့စစ်ပွဲမစခင်ကတည်းက Hermes ဟာလူအများထင်သလောက်ဂါဇာကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားတာမဟုတ်ပါဘူး။ Hermes ကကမ်းမြောင်ကိုတရားဝင်ထိန်းချုပ်ထားပေမဲ့လူတိုင်းကသူတို့ရဲ့အမင်းကိုနာခံကြတာမဟုတ်ပါဘူး။နေပေါ့များစွာကတည်းကတိချရက်ွက်တွေနဲ့ခရိုင်တွေမှာသူတို့ကိုရင်ဆိုင်ခဲ့တဲ့မျိုးနွယ်စုတွေနဲ့လူနည်းစုအဖွဲ့တွေရှိခဲ့ပြီးသူတို့ရင်ဆိုင်ရတဲ့အကြောင်းရင်းတွေကလည်းကွဲပြားပါတယ် တချို့ကပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့ပါလက်စတိုင်းရဲ့ National Authority ကနေတဆင့်အနောက်ဖက်ကမ်းကိုအုပ်ချုပ်နေတဲ့ Hamas ရဲ့ရန်သူဟောင်း Fatah အဖွဲ့ကိုနာခံကြပါတယ်တချို့ကတော့ Al-Qaeda ရဲ့အတွေ့အခေါ်ကိုသစ္စာခံတဲ့ပိုပြီးအစွန်းရောက်တဲ့ Salafists တွေဖြစ်ကြပါတယ်။တချို့ဆို Israel ကထောက်ပံ့ပေးထားတဲ့အဖွဲ့တွေတော့ရှိပါသေးတယ်။ ြီးတော့အခုလိုမျိုးနနစ်ကြာစစ်ပွဲအပြီးမှာဟာမက်စာအရင်ငတ်ထက်ပိုအားနေနေတဲ့အချိန် X-ray တက်ဖွဲ့တွေဆောက်ခေါ်နေတဲ့အချိန်ပြီးတော့အာနာကနေသူတို့ကိုဖေထုတ်ထားတဲ့သဘောတူညီချက်တခုရှိနေတဲ့အချိန်မှာ Islamic Hamas အဖွဲ့ဟာထိုင်းလန်တကြားဖြစ်တော်ခဲ့ပါတယ်သူတို့ရဲ့ပြည်တွင်းပုံကံမှုမန်သမျှကိုအမြစ်ကနေခြေမုံပစ်ချင်နေကြပါတယ် လက်မတွေပေါ်မှာသူတို့ရဲ့အာဏာကိုပြန်လည်အတည်ပြုချင်နေပါတယ်။ဒါကြောင့်ဂါဇာအတွင်းကသူတို့ရဲ့ရန်သူတွေကိုအလင်းမြန်ထိုးစစ်ဆင်ရက်ဆက်ကြမ်းကြုတ်မှုတွေနဲ့တိုက်ခိုက်လာကြပါတယ်။ရန်နေငွေတွင်မှာပဲတိုက်ပွဲတွေမှာတိုက်ခိုက်ရေးသမားဒါဇင်နဲ့ချီသေဆုံးခဲ့ကြပါတယ်။ဒီကြောက်တွေကိုသိပြီးတော့မပြောချပဲမဲ့ဂါဇာကမ်းမြောင်မှာအာဏာများချေကိုပြောင်းလဲသွားစေနိုင်ပါတယ်။အချက်လက်အသေးစိတ်တွေကိုပို့ပြီးဆက်ပြောရမယ်ဆိုရင်ဒီအဖွဲ့တွေကဘယ်သူတွေလဲသူတို့ဘာလို့ချင်ကြတာလဲ ဘာလို့အခုမှဖြစ်လာရတာလဲအကြောက်ရဆုံးတဲ့တမိုင်းဝင်အဖွဲ့တွေထဲကတခုဖြစ်တဲ့ Dogmatch မျိုးနွယ်စုနဲ့စပီးပြောပါမယ် DFI Dogmatch မျိုးနွယ်စုအကြောင်းကိုလူပြောများနေကြပါတယ်ဂါဇာမှာ Hamas ကိုဆက်ကျင်တဲ့မျိုးနွယ်စုအများအပြားရှိပေမဲ့ Dogmatch ကတော့အဲ့ထဲမှာအင်အားအကြီးဆုံးဖြစ်ပါတယ် ဒီမျိုးနွယ်စုဆိုတာကနိုင်ငံရေးပါတီသို့မဟုတ်တာမဲ့စေအုပ်စုတစ်ခုမဟုတ်ပါဘူးအစောပိုင်းမှာပြောခဲ့တဲ့ဆာဗရာရက်ကွက်မှာအခိုင်အမာဩဇာရှိတဲ့ဂါဇာကဩဇာအကြီးဆုံးမျိုးနွယ်စုတွေထဲကတစ်ခုဖြစ်ပါတယ်စစ်ပွဲရဲ့ချုပ်ထွေးပွေလီမှုတွေကြားထဲမှာသူတို့ဟာအလင်းမြန်လှုပ်ရှားခဲ့ကြပါတယ်သတင်းရင်းမြစ်အမျိုးမျိုးအရသူတို့ဟာ Hamas ကစွပ်ပြစ်ထားတဲ့လက်နက်တော်လုံးတွေကိုလူရက်ပြီးအခြေအနေကိုအခွင့်ကောက်ယူကာလက်နက်အပြည့်အစုံကိုင်ဆောင်ခဲ့ကြပါတယ်။ဒါကသစ်ဆက်မဟုတ်ပါဘူး။တကယ်တော့ဒီမျိုးနယ်စုရဲ့မူလစစ်မြစ်ကသစ်စာဖောက်မှုပုံပြင်လို့ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့2005နဲ့2006ခုနှစ်ကြားမှာ Hamas ကဖာတာကိုတိုတောက်တဲ့ပြည်တွင်းစစ်နဲ့တိုက်ခိုက်ပြီးတဲ့နောက်ဂါဇာကိုအပြည့်အဝထိန်းချုပ်နေတဲ့အချိန်မှာ Domash ဟာ Hamas ကနေခွဲထွက်တဲ့အဖွဲ့အဖြစ်ပေါ်ပေါက်လာခဲ့တာပါအဲ့ဒီချင်းတော့ဟာမက်ဆိုတာကဲမြော်ရဲ့အုတ်ချော်ရဲ့အဖွဲဖြစ်လာချိန်မှာ damage ကတော့ခွဲထွက်ပြီးပို့ပြီးအစွန်းရောက်သွားခဲ့ပါတယ်။သူတို့ရဲ့အတွေးခေါ်ကပို့ပြီးတော့ပြင်းထန်ပါတယ်။သူတို့က Al-Qaeda ပုံစံမျိုး Salafist Jihadist lesson ကိုလက်ခံကျင့်သုံးပါတယ်။တကယ်တော့သူတို့က Al-Qaeda ရဲ့သင်္ကေတတွေသူတို့ရဲ့အနက်ရောင်အလံတွေကိုတုံးကြပါတယ်။ ပါလာဒင်ကိုကိုးကားကြတယ်အမေရိကန်နဲ့ဘရီဒင်ကိုချင်းချောက်ကြတယ်ပြီးတော့ပါလာစတိုက်ကိုအမျိုးသားရဲ့အကြောင်းအရာအဖြစ်မဟုတ်ပဲကမ္ဘာလုံးဆိုင်ရာဂျီဟက်စစ်ပွဲအကြောင်းပြောကြပါတယ်ဆိုတာကဟာမက်စွာဂါဇာကိုထိန်းချုပ်ဖို့အစ္စရေးကိုဖျက်ဆီးဖို့နဲ့ပါလာစတိုက်ကိုအုပ်ချုပ်ဖို့ပေါ်အခြေခံတဲ့နိုင်ငံရဲ့နဲ့အမျိုးသားရဲ့အစီအစဉ်ပါတဲ့အစ္စလာမစ်လှုပ်ရှားမှု ဖြစ်တဲ့ဆိုရင်ဒါမက်ရှ်ကအဲ့ထက်ပိုသွားပါတယ်သူတို့ကပိုပြီးဘာသာရေးစစ်ပွဲပုံစံမျိုးပါပြီးတော့သူတို့တယောက်တည်းမဟုတ်ပါဘူးသူတို့မှာအစ္စလမ်စစ်တပ်ဆိုတဲ့ကိုပိုင်လက်နက်ကိုက်တပ်ဖွဲ့ရှိပြီးဒီအဖွဲ့ဟာအယ်ကာအိဒါနဲ့ချိတ်ဆက်မှုတွေရှိပါတယ် ခုဂါဇာလမ်းမတွေပေါ်မှာဟာမက်စ်ကိုအပြင်းထန်တိုက်ခိုက်နေတာဒီအဖွဲ့ပါဘလို့သူတို့အခုလိုလုံနေတာလဲဆိုတော့ဟာမက်စ်ကိုဖေရှားပြီးမကြခင်ဖြစ်လာမဲ့အခြေအနေအတွက်လမ်းမတွေကိုထိန်းချုပ်ဖို့စ조사နေတာဖြစ်ပါတယ်။ဒီရက်ပိုက်အတွင်းမီဒီယာချို့က Israel ဟာဟာမက်စ်ပြည်တွင်းရဲသူတွေကိုထောက်ပံ့နေတယ်လို့ဆွဆွလိုက်တယ်ဆိုတဲ့စိတ်ဝင်စားစရာကောင်းစီးတွေတက်ခဲကြပါတယ်။ဒါပေမဲ့ဒီပုံပြင်ကတိတ်ပြီးရိုးရှင်းတာမဟုတ်ပါဘူး။ဒီပြိုင်ဖက်အဖွဲ့တွေထဲကတချို့ဟာအပြင်ဖက်ကနေအကူအညီတွေရနေတာဖြစ်နိုင်ပေမဲ့ damage မျိုးနွေစုကတော့ဒီလိုအဖွဲ့အမျိုးအစားထဲမှာမပါဝင်ပါဘူး။ တကယ်တော့သူတို့ရဲ့လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ Islamic State ဟာ X-ray ကိုတကြိမ်ထက်မကတိုက်ခိုက်ခဲ့ပါတယ်။သူတို့ဒုံးကျည်တွေနဲ့ပစ်ခဲ့ပါတယ်။ IDF ကင်းလက်တပ်တွေကိုတိုက်ခိုက်ခဲ့ပြီး X-ray စစ်သားတွေကိုပါပြန်ဖယ်ဆွဲခဲ့ဖူးပါတယ်။ဆိုတာကသူတို့ဟာ Hamas ကိုမုန်းတယ်လို့ X-ray နဲ့အနောက်တိုင်းဆန်တဲ့အဘယ်အရာကိုမဆိုမုန်းတီးကြပါတယ်။ကွာခြားချက်ကတော့သူတို့ရဲ့စစ်ပွဲဟာနေမြေအတွက်နိုင်ငံအတွက်ဆိုတာထက်အတွေးခေါ်ပိုင်းဘာသာရေးပိုင်းနဲ့ပိုပြီးသက်ဆိုင်နေတာပါ။ရှိကပြောခဲ့သလိုပဲသူတို့ကသူတို့ရဲ့ Salafist အမြင်ကိုသင်တဲ့နဲ့ချင်းချောက်အတင်းကျပ်လက်ခံခိုက်ချင်တဲ့အဖွဲ့အစည်းဖြစ်ပါတယ် ဒီအမြင်နဲ့မကန့်ညီသူမဲ့တမျှ harmless ဖြစ်စေ extreme ဖြစ်စေသူတို့ရဲ့ပြစ်မှတ်ဖြစ်လာမှာပါဒါဆိုရင်ဒီလှုံ့ရှားမှုတွေကြားစနက်ပစ်ခတ်မှုတွေနဲ့လူများရှိကွက်မြတ်တာတွေကိုမြင်ရတဲ့အထိဖြစ်လာခဲ့ပါတယ်ဂါဇာကပြည်내သတင်းရင်းမြစ်တွေအရစနေနေ့အောက်တိုဘာ7ရက်နေ့မှာအာလွန်စတင်ခဲ့တာပါအဲ့ဒီမှာဟာမက်စ်ကဆွတ်ပစ်ထားတဲ့ဆေးရုံအဟောက်တစ်ခုကိုခြေကုပ်စခန်းအသစ်တစ်ခုတီထောက်ဖို့ရည်ရဲချက်နဲ့ထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်ပြည်ထောင်ကတော့အဲ့ဒီအဆောက်အအုံမှာလူတွေရှိနေနေပါပြီတိတိကျကျပြောရရင်ဒေါ်မက်ရှ်မျိုးနွယ်စုကတိုက်ခိုက်သမားတွေရှိနေခဲ့တာပါ ဟာမက်စ်ထက်ရိုးရှင်းတဲ့ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်ရမယ့်အရာဟာသွေးထွက်သံယိုနဲ့အဆုံးသက်သွားခဲ့ရပါတယ်။ဒီဆေးရုံကို Damage မိသားစုကသူတို့ရဲ့နေအိမ်တွေ X-ray စစ်တဲ့ဖြည့်ဆည်းခြင်းခံရပြီးတဲ့နောက်ခေလုံရအဖြစ်အသုံးပြုခဲ့ကြတာပါ။သတင်းတွေအရဟာမက်စ်ကဒီမိသားစုကိုဆေးရုံကနေထွက်ခေါ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့သူတို့ကငြင်းဆန်ခဲ့ပါတယ်။အဲဒီကနေအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးဟာမက်စ်ဘက်ကတိုက်ခိုက်မှုတွေဖြစ်ခဲ့ပါတယ်။အဲ့ဒီထက်မှတမှုအမတ်ခန့်ရဲ့သားပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီရင်ဆိုင်တိုက်ခိုက်မှုတွေကတော့လူသေးတာတွေဒါဇင်နဲ့ချီဖမ်းဆီးခံရတာတွေပြီးတော့လူမြင်ကွင်းမှာကွပ်မျက်တာတွေနဲ့အဆုံးသတ်တော်ခဲ့ပါတယ်ဖန်စီခံရသူအများအပြားကိုချက်ချင်းကွက်မြက်ခဲ့ပြီးအဲ့ဒီကစလို့ဖာမဲစွာဒီမျိုးနေစုဝင်တဦးချင်းစီကိုအမြင့်ပြတ်ချိန်မုန်းဖို့လိုက်လံနေနေမယ်လို့ကြုံဝါခဲ့ပါတယ်တကယ်တော့သူတို့ရဲ့တည်င်းစကားကကျေလောက်ပြီးပြတ်သားနေပါတယ်မင်းတို့ငါတို့ရဲ့အာနာကိုစင်ခေါ်ရဲရင်ဒါဟာမင်းတို့ကိုစောင့်ကြုံနေတဲ့အရာပဲဆိုတဲ့သဘောပါ ဒီသတိပေးချက်ကိုအဝဲဆုံးအထိပြန်လည်အောင်လုပ်ဖို့ Hermes ကကွပ်မြတ်တဲ့ဗီဒီယိုတွေကိုသူတို့ရဲ့ Telegram Channel တွေမှာဖြန့်ဝေခဲ့ပါတယ်။ဒါကိုလူတိုင်းမြင်ဆဲခြင်းနဲ့သဘောနဲ့ပါ။ဒါမဲ့သူတို့ကမဲလုံးတစ်ခုလည်းပေးထားပါသေးတယ်။လက်နက်ချသူတွေအတွက်လွန်ချင်းချမ်းသာခွင့်ပေးမယ်လို့ဆိုထားပါတယ်။ Hermes ကိုချက်ကျင်တိုက်ခိုက်ခြင်းမပြုသူတိုက်ဟာအော်တိုဘာ6ရက်တနင်္ဂနွေနေ့အထိလွန်ချင်းချမ်းသာခွင့်ရနိုင်တယ်လို့ဆိုထားပါတယ်။ပြီးတော့အဲ့နောက်မှဆိုရင်အခြေအနေတွေကအများကြီးစိုးတော့နိုင်တယ်ဆိုတဲ့သဘောလည်းပါပါတယ်။ ဘာလို့လဲဆိုတော့ Hamas ကအသက်ရှင်ရုံတက်တက်ကိုမလိုချင်ပါဘူး။လက်မတွေကိုပဲအုပ်ချုပ်ပြီးတရားမဝင်ထိန်းချုပ်တာမျိုးဖြစ်ရင်တော့ Gaza ကိုတန်လက်သီးနဲ့ပြန်လည်ထိန်းချုပ်ချင်နေတာပါ။ဒါက American တွေဝင်ရောက်စဉ်က Iraq သဘုံတွေဆာဒ်ဥစင်ရဲ့ Ba'ath Party အကျွမ်းကြံတွေနဲ့ Republican Guards တို့လုခဲ့ကြသလိုပုံစံမျိုးနဲ့တူပါတယ်။အဲ့ဒီမှာ American ကအုပ်ချုပ်ရေးကိုထိန်းချုပ်ခဲ့ပေမဲ့လက်မတွေကတော့ပုံစံတမျိုးဖြစ်ခဲ့တာပါ။အဲ့ဒါကြောင့်ပဲ American တွေဟာထိခိုက်မှုတွေတိုက်ခိုက်မှုတွေနဲ့စစ်ပွဲအဆက်မပြတ်ဖြစ်နေတာတွေကိုမခံနိုင်တော့တဲ့အထိပြည်ပခါကဆက်ပြီးကြာရှည်ခဲ့ရပါတယ်။ ်အခုဆိုရင်အဲ့လိုမျိုးကိုဟာမက်စ်ကဂါဇာမှာလုပ်ဖို့စ조사နိုင်တယ်လို့ယူဆမှုတွေရှိနေပါတယ်ဒီချက်ကအထူးသဖြင့်ဒီညင်းချမ်းရဲ့အစီအစဉ်ကိုသူ့ကိုယ်ပိုင်အဖြစ်သဘောထားတဲ့ trend ကိုပါအရန်စိုးရင်စေပါတယ်ဘာလို့လဲဆိုတော့အစောပိုင်းကပြောခဲ့သလိုပဲဒီအစီအစဉ်ရဲ့တကယ်အားနည်းချက်ကတော့ X-ray ဆုတ်ခေါ်ပြီးနောက်မှာနိုင်ငံတကာအာဏာပိုင်အဖွဲ့ရောက်မလာခင်ဂါဇာကိုဘယ်သူထိန်းချုပ်မလဲဆိုတာကိုလုံးဝသတ်မှတ်မထားခဲ့လို့ဖြစ်ပါတယ် theory ရတော့အားမဲစွာလက်နဲ့ချပြီးနိုင်ငံပေါင်းစုံတပ်ဖွဲ့ရဲ့ထောက်ခံမှုနဲ့ဖွဲ့စည်းထားတဲ့ဂျားဖြတ်အစိုးရကိုအာဏာလွဲပြောက်ပေးရမှာပါ ဲ့တပ်ဖွဲ့ကတော့အခုထိမရှိသေးပါဘူးသတ်မှတ်ထားတာလည်းမရှိသေးပါဘူးသူတို့ရဲ့စစ်သားတွေနဲ့အသက်တွေကလည်းမရေမရာသေးပါဘူးအင်ဒိုနီးရှား EJR နဲ့ဥရောပနိုင်ငံတချို့ကတော့ပြောဆိုခဲ့ကြပေမဲ့အပိသက်ဆုံးဖြတ်ရမှုတွေမရှိသေးပါဘူးဒီနေရာမှာကြီးမားတဲ့ပြဿနာကစတင်လာတာပါခုချိန်မှာ Hamas ကိုအစားထိုးမဲ့အစိုးရမရှိသေးပါဘူးပြီးတော့ X-ray တွေကလည်းကမ်းမြောင်ရဲ့ area အများပြားကနေထွက်ခွာသွားခဲ့ပါပြီပိုဆိုတာကတော့ Hamas ဆိုတာသူတို့ရဲ့လက်နက်တွေကိုလက်နက်ချဖို့လုံးဝစိတ်ကူးမရှိဘူးလို့ထင်ရပါတယ် ဒါကြောင့်အတူချုပ်ပြောရရင်ကမ်းမြော်ဒေသဟာအဖွဲစစ်ဆိုင်ရာလေဟာမုန်းနဲ့ရင်ဆိုင်နေရပြီးအစွန်ရောက်အဖွဲတခုကဆုတ်ခေါ်တင့်တဲ့အချိန်မှာအာနာကိုစူးစီးဖို့စ조사နေတာပါဟာမက်စ်ကဂါဇာကိုအပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ညင်းချမ်းရဲ့အစီအစဉ်ရဲ့ဒုတိယအဆင့်ဟာအများကြီးပိုပြီးရှုပ်ထွေသွားနိုင်ပါတယ်။ဘာလို့လဲဆိုတော့အခုအချိန်မှာအရာအားလုံးကပျော်လဲသွားနိုင်တဲ့အန်ဒီယေကလည်းအင်တန်မြင့်မားနေလို့ပဲဖြစ်ပါတယ်။အရင်ပြောခဲ့သလိုပဲဒါမက်ရှ်ဟာဒီရက်ပိုင်ဟာမက်စ်ကိုဂျင်းဆိုင်တိုက်ခိုက်နေတဲ့တခုလေးသောအဖွဲမဟုတ်ပါဘူး။ အဖွဲငယ်ပဲမဲ့တတိရှိတဲ့အနည်းဆုံးအခြားအဖွဲနှစ်ဖွဲနဲ့လည်းတိုက်ပွဲထဲကိုဝင်လာခဲ့ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာကောက်တာကဒီအဖွဲတွေနဲ့အိစရေးနဲ့ကဓာတ်ရိုက်ဆက်နွယ်မှုတွေရှိနေတာပါဒီဖွဲ့တွေဟာဂါဇာကမ်းမြောင်ရဲ့တောက်ဖက်စွန်းမှာရှိတဲ့ရာဖာမြို့မှာလှုပ်ရှားနေတဲ့ယာဆာအဘူရှာဘက်ရဲ့လူထုတပ်ဖွဲ့နဲ့ခန်းယူနစ်မှာအခြေစိုက်တဲ့အယ်မူဂျီရာမျိုးနွယ်စုတွေဖြစ်ပါတယ်။လူထုတပ်ဖွဲ့နဲ့အရင်စာပြီးပြောပါမယ်။ဒါကပိကရဲနစ်စစ်ပွဲအတွင်းမှာမှတိုက်ခိုက်ရေးသမားယာကနဲလောက်နဲ့အစ်စ်ဖွဲ့စည်းထားတဲ့လက်နက်ကိုင်အဖွဲ့အစ်စ်ပါ။ သူတို့ခေါင်းဆောင်အဘူရှာဘက်ကတော့ယာဇဝမှုနဲ့ဟာမက်စ်ထော်ရဲထဲမှာနေပေါက်များစွာနေခဲ့ရတဲ့ဗိုလ်တော်ရင်လူမျိုးဖြစ်ပါတယ်အတွေ့အကြုံမရှိဘူးနိုင်ငံရေးမရှိဘူးအညိုအတေးဖြေစရာသာရှိတဲ့လူတယောက်တသက်ဖြစ်ပါတယ်အခုဟာမက်စ်ကိုဖြုတ်ချဖို့ဂါဇာမှာလှုပ်ရှားနေတဲ့အစ္စရေးရဲ့ရှိုးဝက်အဖွဲ့လို့တော့မထင်လိုက်ပါနဲ့ဘာလို့လဲဆိုတော့ကြားသိရတာကတခြားအရာတစ်ခုဖြစ်နေလို့ပါ အစ္စရေးကအစ္စရေးနိုင်ငံရဲ့ပြည်တွင်းထောက်လှမ်းအေဂျင်စီရှင်ဘတ်ကနေတဆင့်ဂါဇာကမ်းရုံးမှာရှိတဲ့ ISIS နဲ့ဆက်နွယ်နေတဲ့ Jihad အဖွဲ့တစ်ခုကိုလက်နက်တွေထောက်ပံ့ပေးနေတယ်ဆိုတဲ့သတင်းတွေကလည်းထွက်ပေါ်နေပါတယ်။အတိုက်အခံလက်တော်အမတ်နဲ့တာကွေးဝန်ကြီးဟောင်း Abdul Liberman ကဒီလိုပြောခဲ့ပါတယ်။ဒီအဖွဲ့ကရိုးရိုးတဲ့သားတွင်စစ်အုပ်စုလည်းမဟုတ်ပဲအစ္စလာမစ်နိုင်ငံတော် ISIS နဲ့ဆက်ဆက်မှုတွေရှိနိုင်ပြီးပါလက်စတိုင်းအမျိုးသားအာဏာပိုင်အဖွဲ့နဲ့လည်းဆက်သွယ်မှုရှိနိုင်တဲ့ဂျီဟတ်အဖွဲ့တစ်ခုဖြစ်နိုင်တယ်လို့စီရင်ခန်းစာတော်တော်များများကဖော်ပြနေပါတယ်လို့ဆိုပါတယ်။ Extra Media တချို့နဲ့အတိုက်ခံပုံပေါ်လို့ပြောဆိုချက်တွေအရဂျူးနိုင်ငံတော်ဟာဒီအဖွဲ့ကိုဂါဇာတပ်ပိုက်မှာလက်နက်အကဲအသတ်နဲ့တွေ့ဝိုက်ပြီးထောက်ပံ့နေတာဖြစ်နိုင်တယ်လို့ဆိုပါတယ်အပြန်လန်အားဖြင့်တော့ Hamas ကိုဓာတ်ရရင်ဆိုင်ဖို့ဒီအဖွဲ့ကိုမျောလင့်ထားတဲ့ပုံပါ ဒီလိုလောက်ရတဲ့ယူရချက်ကနှစ်ချက်ရှိပါတယ်ပထမတစ်ခုကသူတို့ရဲ့ကိုယ်ပိုင်စစ်သားတွေကြားမှာထိခိုက်တရားရောင်းမှုတွေကိုချောချဖို့ဒုတိယတစ်ခုကတော့ခွဲစိတ်ကူတာမှုလို့တိကျတဲ့တိုက်ခိုက်မှုတွေအခြေခံအဆောက်အုံတွေကိုဖျက်ဆီးတာတွေပြီးတော့အစားထိုးအစိုးရပုံစံငယ်လဲတွေဖန်တီးတာတွေနဲ့ Hermes ကိုအတွင်းထဲကနေအားနေတော့လုပ်ဖို့ပဲဖြစ်ပါတယ်ဒါပေမဲ့ Hermes ကလင်းမြန်စွာတုံ့ပြန်ခဲ့ပါတယ်2020ခုနှစ်နှစ်ကုန်ပိုင်းမှာသူတို့လူတွေကအဘူရှာဘက်ရက်ွက်ကိုဝင်ရောက်စီးနှင်းခဲ့ပြီးခေါင်းဆောင်ရဲ့ညီပါဝင်လူ20ကျော်တေဆုံခဲ့ပါတယ် ဒါမဲ့ဒီအဖွဲ့ကတော့ဆက်ပြီးလှုပ်ရှားနေတုန်းဖြစ်ပါတယ်။နောက်ထပ်အဖွဲ့ကတော့ခန်းယူနစ်မှာအခြေဆိုင်တဲ့အယ်မူဂျီဒာမျိုးနွယ်စုပါ။ဒီမျိုးနွယ်စုကလည်းကိုပိုင်စစ်အုပ်စုဖွဲ့ထားပြီးအခုရက်ပိုင်းမှာဟာမက်စ်ကိုတိုက်ခိုက်နေတာမှန်ပါတယ်။ဒါမဲ့ဒါတင်မကတ်သေးပါဘူး။အယ်မူဂျီဒာမျိုးနွယ်စုဟာအစ္စရယ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးအကူအညီနဲ့အစားအစာခေလွန်ရာနဲ့အကာအကွယ်တွေပေးတဲ့စစ်ရှောင်စခန်းတစ်ခုကိုတော့ဖွင့်လှစ်ထားပါတယ်။ဒါကဟာမက်စ်ထိန်းချုပ်မှုအပြင်ဖက်ကလုံခြုံစိတ်ချရတဲ့ဇွန်တစ်ခုလိုဖြစ်နေပြီးအစ်စရစ်တပ်ဖွဲ့တွေဂါဇာတောက်ပိုက်ကနေဆုံးမခေါ်ခင်လဲမှာစတင်ခဲ့တာပါ ဒါကကန်တိုက်ဆိုင်တာမဟုတ်ပါဘူး။ဒါဟာသုံးသက်သူအများပြားက X-ray ရဲ့ plan B လို့ခေါ်တဲ့မဟာဗျူဟာရဲ့တစိမ့်တစ်ပိုင်းဖြစ်ပါတယ်။အခုလိုမျိုးသူတို့ဆော့ခွာပြီးနောက်အာနာလစ်ဟာတော့တဲ့အချိန်အတွက်လအတန်ကြာကြိုတင်ပြင်ဆင်ထားခဲ့တဲ့မဟာဗျူဟာလို့ဆိုရပါလိမ့်မယ်။အခုဆိုရင်ဂါဇာမှာအခြေအနေကဒီလိုဖြစ်နေပါတယ်။ Hamas တဲ့ပို့ပြီးအစွန်းရောက်တဲ့ Jihad အုပ်စုတွေနဲ့ X-ray ကထောက်ခံထားတဲ့မြို့နယ်စုတွေကြားမှာကမ်းမြောင်တဲ့သားဟာပိုကြီးတဲ့ပြည်တွင်းစစ်ပွဲတစ်ခုရဲ့နမိတ်ပုံကိုရောက်ရှိနေပါတယ်။ Hamas ကအရန်အားနေနေတာတော့ဟုတ်ပါတယ်။ တို့ရဲ့ရန်သူတွေကလည်းလက်နက်အင်အားနဲ့မသိမ့်ပိုက်နိုင်ခဲ့တဲ့အာဏာကိုသိမ်းယူဖို့အခွင့်အရေးကိုလက်မလွတ်တမ်းခုံဝင်နေကြပါတယ်။ပြည်ထနာကတော့ဒီနေရာမှာကစားသမားတွေအများများတယ်၊မျိုးနွယ်စုတွေအများများတယ်၊ရည်ရွယ်ချက်တွေအများများတယ်ပြီးတော့စူးစောက်ထားတဲ့လက်စားချေလိုစိတ်တွေအများများနေကြပါတယ်။ဒါကဟာမက်စွာတခြားသူတွေအားလုံးကိုဆက်ကျင်တိုက်ခတ်နေကြတာပါ။ဒီတော့တွင်းမှာဂါဇာသားတွေဟာအစ္စရေးရဲ့ဘုံကျဲတိုက်ခတ်မှုတွေကနေခြောက်တင်းနေရတာမျိုးမဟုတ်တော့ဘဲပလတ်စတိုက်တွေအချင်းချင်းကြားပစ်ခတ်မှုတွေနဲ့ကွမျက်တာတွေကနေထွက်ပြေးနေကြရပါပြီ။ ဒီ channel ဟာ trend ရဲ့ညင်ချင်းရဲ့အစီအစဉ်အတွက်အကြီးအကျယ်ထိုးနှက်ချက်ဖြစ်လာနိုင်ပါတယ်။ဘာလို့ဆိုတော့ Hamster နေမျိုးကို tap ပြီး channel ရရှိနေမယ်ဆိုရင်ဒါဟာအာနာစွန့်လွတ်ဖို့ဆန္ဒရှိတဲ့အဖွဲ့တစ်ခုရဲ့သတင်းစကားမဟုတ်တော့ပါဘူး။ပြီးတော့အရေးကြီးတဲ့အချက်တစ်ခုက Hamster အတွင်းမှာလက်နက်ချဖို့လုံးဝမစင်စားခြင်းတဲ့အဖွဲ့ခွဲတယ်လည်းရှိနေပါတယ်။ဒါကြောင့်ဒီအစီအစဉ်ပြသသွားနိုင်ပါတယ်။အဲ့ဒီလိုဖြစ်လာခဲ့ရင်တော့နောက်ဆက်တွဲအကျိုးဆက်တွေကဘယ်လိုဖြစ်လာမလဲဆိုတာခံမှန်းလို့မရနိုင်တော့ပါဘူး။ ဒါကြောင့်မို့လို့ဂါဇာကိုတည်ငြိမ်အောင်ကူညီထောက်ပံ့ခြင်းနဲ့နိုင်ငံတွေအနေနဲ့သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုချက်ချင်းပေါက်ဆက်ညှိနှိုင်းဖို့အရေးပေါ်လိုအပ်နေပါတယ်။နိုင်ငံတကာကြားဖြတ်တပ်ဖွဲ့တွေဟာနောက်မကျသွားခင် ရောက်လာဖို့လိုအပ်ပါတယ်။ဘာလဲဆိုတော့ဟာမက်စ်ကသာဂါဇာကမ်းမြောင်ဒေသကိုထိမ့်သိမ်းနိုင်တဲ့တခုတည်းသောအင်အားစုအဖြစ်သူ့ကိုယ်သူပြန်လည်ထူထောင်နိုင်ခဲ့မယ်ဆိုရင်ဂါဇာဟာလုံးဝရှုပ်ထွေးပြီးဗျံမတာဖြစ်သွားနိုင်ပါတယ်။အကြီးစားပြည်တွင်းစစ်သို့မဟုတ်နဖက်စလုံးအတွက်ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့အစ္စရေးရဲ့အမြဲတမ်းစီးရဲသိမ်းပိုက်မှုအောက်ကိုရောက်တော့နိုင်ပါတယ်။ နိုင်ငံတက်ဖွဲ့တွေကြောက်လာုံနဲ့လည်းစီစဉ်ကတကယ်အလောက်ဖြစ်မှာမဟုတ်ပါဘူး။သူတို့ဟာဒီအဖွဲ့တွေကို ပြက်ပြက်သားသားတိုက်ခိုက်ဖို့စိတ်ပိုက်ဖြဲမှုနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်နဲ့အတူကြောက်လာရမှာပါ။ဒါကြောင့်ဒါဟာဒီကိစ္စရရဲ့အဓိကအချက်ဖြစ်တယ်လို့ထင်မြင်ယူဆနိုင်ပါတယ်။တကယ်ငင်းချမ်းရဲ့ကိုမြင်ရမှာလား။ဒါမှမဟုတ်ပျော်ပြတ်သွားမှာလားဆိုတာကိုဘယ်အရာကတကယ်ဆုံးဖြတ်မလဲဆိုတာကတော့စောင့်ကြည့်ရပါလိမ့်မယ်။ဟုတ်ကဲ့အဆုံးထိကြည့်ရှုပေးခဲ့တဲ့အများကြီးကျေးဇူးတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။